ဲ့တော့ဒီ assignment 1 lesson plan မှာဘာတွေပါလဲဆိုတာကိုကြည့်ရအောင်အဲ့တော့အရင်ဆုံးပါမှာကျတော့ cover page ပါအဲ့တော့ cover page မှာများသောအားဖြင့်ကျမတို့တွေဘာတွေကိုထည့်မှားလေးမှားတာရှိလဲဆိုတော့ cover page မှာဆိုရင်ကျမတို့မှားတတ်တဲ့အကြောင်းအရာတွေကအဲ့မှာ University of Nursing ရန်ကုန်နောက်က Department of Mental Health Nursing ဆိုတာကိုရိုက်တာတော့တခါတည်းကျရင်ဆက်လုံးပေါင်းလေးတွေမှာတက်ပါတယ်။နောက်အမှားများတက်တဲ့ဥစ္စာကကြတော့ဘယ်နေရာမှာမှာတက်လဲဆိုတော့ဒီ Bachelor ဆိုတဲ့ဟာကိုရိုက်တဲ့နေရာမှာပေါ့နော် Bachelor ရဲ့ဆက်လုံးပေါင်းလေးတွေမှာတက်ပါတယ်။ပြီးတော့နောက် Bridge Course of Campus ဆိုတာကိုတည်တည်ချာချာပြင်ဆင်ပြီးတော့မှရိုက်ပေးပါနောက်မှာတက်တဲ့ဟာလေးတစ်ခုကကြတော့ဗာလေးလဲဆိုတော့သူက teaching and learning in nursing and midwifery education ဆိုတဲ့ဟာလေးပါအဲ့တော့ဆရာမတို့ရဲ့စာအုပ်အဖုံးမှာကကြတော့ education ဆိုတဲ့စကားလုံးပြုတ်နေပါလိမ့်မယ်ပြုတ်နေတဲ့အတွက်ကြောင့်မို့တခါကျရင်ဆရာမတို့ကအဲ module နာမည်ကိုရိုက်တဲ့အခါမှာ education ဆိုတာကိုအထင်မရိုက်ပဲနဲ့ဖြစ်တတ်ပါတယ်ဒီ module ရဲ့ဟိုနာမည်အပြည့်စုံက teaching and learning in nursing and midwifery education မှာ education ကိုထည့်ရိုက်ပေးပါနော်နောက်တစ်ခုကကျတော့ assignment မှာတော့ assignment 1လို့ ရေးရပါမယ် lesson plan 15မိနစ်ဆိုတဲ့ဟာကိုထည့်ရေးပေးပါဒီနေရာမှာတော့ကျွန်မတို့ရဲ့နာမည်လေးနဲ့ခုနံပါတ်လေးနဲ့ကိုတိတိကျကျတက်ပေးပါအဲ့တော့ semester ရေးတဲ့အခါမှာ year 2 semester 2လို့တက်ရပါမယ်နောက် due date ကတော့ကျွန်မတို့ နှုန်းဝဟို finalize လုပ်ပြီးတော့မှပြန်တင်မဲ့31ရက်ရှင်းလာ2020နဲ့ပဲထည့်ပေးပါ28ရက်တက်ကိုဆုံးပြီးတော့မှထပ်မယ်ဒါမို့28ရက်နေ့မှထပ်မယ်ဆိုရင်လည်းအဲ့ဒါက draft ပဲเนาะအဲ့တော့အချောထရမနေ့က31ရက်ရှင်းလာ2020မှာပြန်ပြီးတော့မှထပ်ပေးပါဒါလေးတွေကတော့မှတ်တက်တဲ့နေရာလေးတွေကို highlight လုပ်ထားပေးတာပါအဲ့လိုမျိုးမှတ်တက်တဲ့နေရာလေးတွေကြာရင်သတိထားပြီးတော့မှစာလုံးပေါင်းစစ်ပြီးတော့မှရိုက်ပါเนาะအဲ့တော့ lesson plan မှာပထမဆုံးစာမျက်နှာကတော့ ကာဗာ page ဖြစ်ရပါမယ်။နောက်ဒုတိယစာမျက်နှာကကျတော့ lesson plan template ဖြစ်ရပါမယ်။အဲ့တော့ lesson plan template ဆိုတဲ့နေရာမှာလည်းဒီ lesson plan plan template ကဆရာမတို့တွေပြောရမယ်ဆိုရင်တော်တော်များများရင်းနေပြီးသားပါ။အဲ့တော့ကျမတို့တွေအစိုးရကနေပြီးမှဒီ lesson plan template ကိုပုံစံအမျိုးမျိုးနဲ့ခြေပြီးတော့မှတင်ခိုင်းပါတယ်။အရင်ဆုံးပါရေးရမယ်ဆိုတော့ topic ရေးရပါမယ်။ဒါကတော့ကျမကတော့ developing lesson plan ဆိုတဲ့ဥစ္စာကတော့ကျမက ဒီမှာကျွန်မ6.3 developing lesson plan နဲ့သင်ရမယ့်အကြောင်းအရာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးကို ရေးထားပေးတာပါအဲ့တော့ကျွန်မသင်မယ့်စာအကြောင်းတော့ဆရာမတို့ကိုသင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ BNSC Bridge of Campus Student လို့ရေးထားပါတယ်အဲ့မှာဗာလီမားတက်လဲဆိုတော့ ီမှာ topic နဲ့ level ဆို audience နဲ့နှစ်မျိုးပဲရှိရယ်เนาะအရင်တော့ကကြတော့ဟိုအရင်နှစ်က format ဒီမှာကြတော့ကျမတို့ကဒီနားလေးမှာ concept ဆိုတာလေးကိုလည်းထည့်ခိုင်းထားသေးတယ်အဲ့ concept ဆိုတဲ့ဥစ္စာလေးကကြတော့ဟိုရေးတဲ့အခါမှာတယောက်နဲ့တယောက်နဲ့ idea ချင်းမတူတဲ့အခါကျတော့ဆရာမတို့တွေရေးရတာအခက်အခဲဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲ့ concept ဆိုတာကိုကျမဒီနှစ်မှာဖြုတ်ထားပေးပါတယ်အဲ့ဒါလေးကိုကျမတို့မှားပြီးတော့မှမရေးဖို့အတွက်ကိုသတိပေးချင်ပါတယ် ။ Now lesson plan template ရဲ့အကွက်ထဲမှာဆိုရင် learning objective ဆိုတာရှိရပါမယ်။ဒီမှာတော့ကျွန်တော်က developing lesson plan မှာတော့ learning objective ကိုပါထည့်ထားပြီးလဲဆိုတော့ after the completion of this lecture ပေါ့နော် the student will be able to develop the lesson plan according to the step described ဆိုပြီးမှရေးထားပါတယ်အဲ့တော့ဒီဥစ္စာကတော့ကျွန်မက lesson plan ဆွဲတဲ့နီလန်းတွေအတိုင်းကိုပေါ့နော်ကျွန်မတို့တွေဒါပြီးရခါမှာဒီလက်ချပြီးရခါမှာ lesson plan ဆွဲရမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်မကဒီ develop ဆိုတဲ့ verb လေးကိုတုံးထားပေးတာပါဒီ verb လေးကဘယ်ကနေပြီးမှတုံးထားလဲဆိုတော့ကျွန်မကျွန်မဟို cognitive domain အကြောင်းပြောထားတဲ့အထင်အားမှာ level 3ဖြစ်တဲ့ application level အတွက်ကိုရည်ရွယ်ပြီးတော့မှရေးဆွဲထားတာပါကျွန်မတို့တွေအမှန်တကယ်တမ်း lesson plan ရေးတဲ့အခါမှာ practice အနေနဲ့လုပ်ရတာဖြစ်တဲ့အတွက် ကြောင့်မို့ကျွန်မ application level အထိကိုရည်ရွယ်ထားတာပါအဲ့တော့ဒီ learning objective မှာဆိုရင် degree ကဘာလဲဆိုတော့ degree က according to the step describer အဲ့ဒါကကျွန်မတို့ဒီ learning objective မှာပါရမယ့်အကြောင်းအရာလေးတွေမှာရှိနေတဲ့ degree ကိုပြောချင်တာပါအဲ့တော့ဘယ်လိုဆွဲရမှာလဲဆိုတော့ဒီမှာဖော်ပြထားတဲ့ step တွေအတိုင်းကိုဆွဲရမှာတခုမှကြံရလို့မရပါဘူးအဲ့ step တွေအတိုင်းကိုဆွဲနိုင်မှာကျွန်မတို့ကဒီ lesson plan က မှန်တယ်လို့ကျွန်မက learning objective အနေနဲ့ယူဆထားပါတယ်အဲ့တော့ teaching content and activity မှာကျတော့ဘာတွေပါမလဲဆိုတော့ပထမဆုံး introduction ပါပါမယ်ဒါလည်းအတူလေးပဲရေးမှာပေါ့နော်သူရဲ့အပြည့်စုံကကျတော့ advantage point မှာသွားပြီးတော့မှရေးပါမယ်။နောက်ကျမက6.3 lesson plan ကိုရေးထားတဲ့ဟို lesson plan template ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲကျမကဒီမှာဆိုရင်အဲ lesson plan developing lesson plan ရဲ့အောက်မှာရှိနေတဲ့ step လေး6ခုကိုပြန်ပြီးတော့မှရေးထားပေးပါတယ်။အဲမှာကျမ ဟို step 1ကနေစပြီးတော့မှနောက်ဆုံး realistic time frame အထိ6ခုကိုကျွန်မအဲ့အကြောင်းအရာလေးကိုရှင်းသွားပါတယ်အဲ့တော့ပြီးပြီဆိုရင်ကျွန်မအဲ့ lecture file လေးရဲ့အဆုံးမှာဆိုရင်ဒီနေ့ပြောကြားသွားတဲ့အကြောင်းအရာလေးကတော့ဘာပါဆိုတဲ့ summary လေးအရင်လုပ်ပါတယ်ပြီးပြီဆိုရင်ကျွန်မ conclusion ပြန်ရေးခိုင်းပါတယ်အဲ့တော့ conclusion ရေးပြီးပြီဆိုရင်တော့ကျွန်မဘာလုပ်မလဲဆိုတော့ evaluation and feedback ရေးရပါမယ်အဲ့တော့ summary ရဲ့ conclusion ရဲ့ feedback ရဲ့ကတကယ်တော့ ဒီတိုင်းအစဉ်လိုက်ရေးရမယ်လို့တော့တသက်မှတ်ထဲတော့မဟုတ်ပါဘူးတချို့စာတွေကြတော့သူက summary conclusion feedback ကကြတော့နည်းနည်းလေးနေရာလွယ်သွားနိုင်ပါတယ်တချို့ကြတော့ဒီ evaluation ကိုနောက်ဆုံးမှမလုပ်ဘဲနဲ့ပေါ့နော်ဒီလိုမျိုးစာတင်ပြီးတဲ့အချိန်မှာလုပ်ချင်နေဆိုရင်လည်း evaluation ကဒီနေရာကို summary နေရာကိုဒီနေရာကိုရောက်သွားပါတယ် evaluation မှာသူက ဒီမှာစာတင်ပြီးပြီဆိုတာနဲ့နားလည်လားနားမလည်လားဆိုတာကိုမေးမယ်။မေးပြီးပြီဆိုရင်တို့ရဲ့အဖြေမှန်လားမမှန်လားဆိုတာကို feedback လုပ်မယ်ပေါ့နော်။အဲ့လိုမျိုး feedback လုပ်မယ်ဆိုရင်အဲ့ဆိုရင် evaluation ကဒီနေရာကိုအရင်ရောက်သွားပါလိမ့်မယ်။အဲ့ဒါပြီးတော့မှတို့ရဲ့ဟိုပြောသွားခဲ့တဲ့အကြောင်းအရာလေးကိုမှတ်မှတ်မှန်ဆိုတာကို feedback ပေးရင်းနဲ့ summarize လုပ်ပြီးတော့မှ conclusion လုပ်လိုက်လည်းရပါတယ်။ဒါကတော့ lecture မှတ်တမ်းမှာများသောအားဖြင့်အကြတော့သူက summary conclusion evaluation နဲ့တွဲရင်တွဲဒါမှမဟုတ်ဆိုရင်သူက evaluation summary conclusion နဲ့လည်းတွဲတတ်ပါတယ်။ ဒါနမူနာအနေနဲ့ပဲပြောပြတာပါတကယ်လို့များဒီ lesson plan ကလက်ချမှတ်သက်ကိုတုံးတာတာမဟုတ်ပဲね demonstration method ဆိုရင်တော့ demonstration method မှာ introduction ပြီးရတဲ့ procedure အကြောင်းရေးပြီးပြီးဆိုရင်ဒီနေရာမှာဗာလေးထပ်ထည့်ပေးရလဲဆိုတော့ return demonstration ဆိုတာလေးထပ်ထည့်ပေးရပါတယ် return demonstration ပြီးရင် evaluation ပါမယ်ပြီးတော့မှ summary conclusion ဆိုပြီးတော့မှလောက်ရပါမယ်အဲ့တော့အချိန်မှာတော့ အချိန်ဟိုတော့ကျမတို့အချိန်ဆိုတဲ့ဘောင်တွင်းမှာပေါ့နော်လိုက်စစ်ပြီးတော့မှအမှတ်ရော့တာမျိုးမဖြစ်စေချင်တဲ့အတွက်ကြောင့်မလို့15မိနစ်လို့ပဲရေးလိုက်ပါဒါပေမဲ့ဒီမှာ15မိနစ်လို့ပြောပေမယ့်ပေါ့နော်ဆရာမတို့အနေနဲ့ဒီ introduction ဆိုတဲ့နေရာမှာ အချိန်ဘယ်လောက်ယူမလဲဒါမှမဟုတ်စတင်တဲ့နေရာမှာအချိန်ဘယ်လောက်ယူမလဲ summarize လုပ်တဲ့အချိန်မှာအချိန်ဘယ်နှမိနစ်ယူမလဲဆိုတာကိုကိုယ့်အသာကိုကြိုပြီးတော့မှကြိုတင်ပြင်ဆင်တာပါကျွန်မကတော့ဒီမှာတော့ lecture method ကိုတုံးတဲ့အတွက်ကြောင့်မို့လို့ lecture လို့ပဲရေးထားပေးပါတယ်တကယ်လို့ demonstration pretend demonstration ဆိုရင်လည်းဒီနေရာမှာပြန်ပြောင်းပြီးတော့မှရေးပေးပါ အဲ့တော့ teaching learning aids အနေနဲ့ဆိုရင်ကျွန်မဗားရီသုံးခဲ့လဲဆိုတော့ကျွန်မတို့ handout စာအုပ်ပေးခဲ့ပါတယ်ပြီးရင်ကျွန်မ powerpoint ဖိုင်ပြီးတော့ပေးပြီးတော့မှတင်ပါတယ်ဒါကတော့ NCD projector ဆိုတာကတော့စာသင်ခန်းထဲမှာသင်ရမယ်လို့ရည်ရွယ်ပြီးတော့မှရေးထားပြီးတာပါအခုကတော့ online teaching ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ teaching learning aids teaching learning resource တွေမှာပါပါသွားလဲဆိုတော့ကျွန်မတို့ရဲ့စာသင်ကြားခြင်းဖြစ်တဲ့ Facebook group လေးထည့်ထည့်ပေးရမှာပေါ့နော်အဲ့ဒါပြီးရင်ကျွန်မ evaluation method ကိုတော့ evaluation method တွေရှိရထင်ရမှာကျွန်မ အင်တာဗျူး method ကိုသုံးမယ်လို့ရည်ရွယ်ထားပါတယ်အဲဒါကြောင့်ကျွန်မဒီမှာ interview လို့ပဲသုံးထားပါတယ်ဒီနေရာမှာတော့ method ကဘာသုံးမလဲဆိုတာကိုစာလုံးတစ်လုံးနဲ့ပဲရေးပေးရမှာပါသူရဲ့ evaluation method ရဲ့အပြည့်စုံကိုတော့ appendix 1ရဲ့ plan for evaluation ဆိုတဲ့နောက်ဆုံးနေရာလေးမှာထည့်ပေးရမှာပါအဲ့တော့ဒါလေးကတော့ lesson plan template မှာပါဝင်တဲ့အကြောင်းအရာလေးတွေကိုရှင်းပြထားတာပါအဲ့တော့နောက်ထပ်နမူနာလေးတစ်ခုကြည့်ရအောင်เนาะဒီဥစ္စာလေးကတော့ကျွန်မဆရာမတို့ email ကိုလည်းပို့ထားပေးပြီးသားပါ ဟိုဒီဥစ္စာလေးကတော့ဘာအကြောင်းအရာလေးလဲဆိုတော့အဲ့မှာလက်ချမှတ်သက်တုံးထားတဲ့ဆရာမလေးတယောက်ရဲ့ lesson plan template အကြံလေးအကြောင်းမှာသူကတော့ aspiration pneumonia အကြောင်းကိုသင်တာဖြစ်ပါတယ် second year nursing student တွေကိုသင်ပါပါဒါကတော့သူ့ရဲ့ learning objective လေးပါသူကကြတော့ comprehension level ကိုပဲရည်ရွယ်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီညမှာ will be able to discuss ဆိုပြီးပြောပါတယ်အဲ့တော့ briefly ဆိုတဲ့နေရာမှာနောက်မှသူ့ရဲ့ interview question တွေမှာဗာလေးတွေကိုမေးရဆိုရင် briefly ဖြစ်မလဲဆိုတာကိုသူအသေးစိတ်ပြန်ရေးထားပါတယ်အဲ့တော့ဒီနေရာမှာကျတော့သူက ကျွန်မရေးတာနဲ့မတူတော့ဘဲနဲ့သူက introduction ပြီးတဲ့အခါကျတော့တင်မဲ့စာရဲ့ခေါင်းစဉ်လေးတွေကိုရေးတယ်။ရေးပြီးသွားပြီးပြီဆိုရင်သူကဘာလုပ်လဲဆိုတော့ evaluation အရင်လုပ်ပါတယ်။ evaluation လုပ်ပြီးပြီဆိုရင်သူက summary and preview လုပ်ပြီးတဲ့အခါကျတော့မှ feedback ကိုပြန်ပေးပါတယ်ရှင်။အဲ့တော့ဒီလိုမျိုးရေးရင်လည်းရပါတယ်။ဒီနေရာမှာဘယ်ဟာကဘယ်အတိုင်းရေးရမယ်အသေး fix လုပ်ထားတာမျိုးမဟုတ်ဘူးပေါ့နော်။အဲ့တော့ဒီဥစ္စာလေးကတော့ ဒီဆီယမ်မာလေးတယောက်ရေးထားတဲ့ on campus ကမြန်မာလေးတယောက်ရေးထားပြီးတဲ့လက်ချမှတ်သက်ကိုတုံးတဲ့ lesson plan မှာသူက powerpoint နဲ့ nct projector ကိုတုံးပြီးမှတင်သွားပါတယ် interview question ကိုတုံးပြီးမှ evaluation ကိုပြန်လုပ်ပါတယ်ပေါ့နော်အဲ့တော့နောက်ထပ် lesson plan နမူနာလေးတစ်ခုကတော့ဒီမှာပါဒါလေးကတော့ဒါလေးကတော့ lesson plan ကိုကျွန်တော်တို့ဒီမှာ demonstration method ကိုတုံးပြီးမှတင်မဲ့လူပေါ့နော် sorry ဒီနေရာမှာကျွန်မဖြတ်ဖို့တစ်ခုမေ့သွားတာတစ်ခုကပါလဲဆိုတော့ကျွန်မတို့တွေ ကျမတို့တွေကကျမ concept ဆိုတဲ့ဥစ္စာလေးကိုမရေးခိုင်းတာပါဘူးဒီနေရာမှာ concept ဆိုတာလေးပါနေတဲ့အတွက်ကြောင့်မို့ဒီ concept လေးကိုပြန်ဖြုတ်ထားပြီပေါ့နော် concept ရေးတာလေးကသူကနည်းနည်းလေးဟိုတယောက်နဲ့တယောက်နဲ့ရေးတဲ့နေရာမှာ format လေးတွေမတူ idea လေးတွေမတူတဲ့အတွက်ကြောင့်မို့သူကအငင်းပွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ concept လေးကိုကျမဖြုတ်ခိုင်းထားပြီးသားပါ အဲ့တော့ဒီမှာသူကတော့ demonstration return demonstration method ကိုတုံးပြီးတော့မှရေးသွားတာပါအဲ့တော့ demonstration return demonstration method ကိုတုံးပြီးတော့မှပါဝင်တင်သွားတာလဲဆိုတော့ measuring body temperature ဖြင့် excelar ပေါ့နော် excelar ကနေပြီးတော့မှ temperature ဘယ်လိုတိုင်ရမလဲဆိုတာကိုတင်သွားတာပါဒီမှာတော့သူရဲ့ audience level ကဒါကတော့ simple scale ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူက first year diploma in nursing student လို့ရေးထားပါတယ်ဆိုတော့ demonstration return demonstration လို့ပြောတဲ့အခါကျတော့သူက learning objective မှာဘယ်လိုရေးထားလဲဆိုရင်သူကဒီမှာဆိုရင် well be able to demonstrate ဆိုတာကိုသုံးပါတယ်အဲ့တော့ well be able to demonstrate ဆိုတာကတော့သူက cognitive domain ရဲ့ application level ကိုသူကပြောထားတာပါ practice ကိုပြတဲ့ action verb ကိုသုံးထားတာပါအဲ့တော့သူမှာဆိုရင် degree အနေနဲ့ဆိုရင်ပါရှိလဲဆိုတော့ correct way so measuring အဲ့တော့မှန်တိုင်းတဲ့အခါမှာလည်းနီးလမ်းမမှန်တဲ့တိုင်းရမယ်ပေါ့နော်မှန်ကန်တဲ့နီးလမ်းနဲ့တိုင်းရမယ်နောက်တစ်ခုကကျတော့ step by step step တစ်ခုချင်းစီတစ်ခုချင်းစီကိုလည်း သူတဆင်အဆင့်တိုင်းသွားရမယ်ဆိုတော့မှသူကဒါတော့ degree အနေနဲ့သုံးထားပါတယ်အဲ့တော့ဒီမှာဆိုရင်သူကဟို demonstration ပြတာဖြစ်တဲ့အတွက်ကြောင့်မို့သူက introduction လုပ်ပါတယ် introduction လုပ်ပြီးဆိုရင် procedure ကိုပြပါတယ် procedure ကိုပြပြီးဆိုရင်လည်းသူက summary လုပ်ပါတယ် summary လုပ်ပြီးဆိုရင်သူက written demonstration ပြန်ပြခိုင်းပါတယ်အဲ့တော့ written demonstration ပြနေတဲ့အချိန်မှာသူဘာလုပ်လဲဆိုတော့ evaluation ကိုသူက checklist နဲ့ပြန်ပြီးတော့မှစစ်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ဒီဥစ္စာလေးကကျတော့သူက demonstration return demonstration မှာရေးတဲ့ပုံစံလေးကခုနကရေးထားခဲ့တဲ့ဟိုလက်ချမှတ်တမ်းနဲ့တိတ်ပြီးတော့မှမတူတော့ပါဘူးเนาะအဲ့တော့ဒီမှာတော့ဒါ return demonstration ကိုပြတဲ့ဥစားပြီးပြီဆိုရင်အဲ့တော့ teaching learning x မှာကျတော့ဘာတွေပါလာလဲဆိုတော့ teaching learning x မှာကျတော့သူကဒီမှာ demonstration return demonstration ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာသူသုံးမဲ့ အန်ဆလာကနေပြမတెంပရေချာတိုင်းတဲ့ခါမှာသုံးမဲ့ပစ္စည်းလေးတွေပဲသူကချရေးထားပါတယ်အကယ်၍ဒီနေရာမှာဗီဒီယိုဖိုင်သုံးမဲ့ဆိုရင်လည်းဗီဒီယိုဖိုင်ကိုထည့်ပြီးတော့မှရေးပေးပါအဲ့တော့ evaluation method ကတော့သူက practice ကိုပြန်ဆက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့သူက checklist ကိုသုံးထားပေးပါတယ်အဲ့တော့ဒီမှာ concept လို့ရေးထားတဲ့ဥစ္စာလေးကိုတည်တည်ကြာကြာဖြုတ်လိုက်နော်ဒီမှာပါတဲ့ဥစ္စာတွေကကျွန်မမဖြုတ်မိလို့မဖြုတ်မိလို့ဆိုတာတက်ကိုဒီရေးထားတဲ့ဆရာမလေးကို သူရေးထားတာကိုကျွန်မခွင့်မတော်ဝဲနဲ့မဖြုတ်ချင်လို့ဒီတိုင်းထည့်ထားပေးတာပါ။ဆရာမတို့တကယ်လို့ရေးမယ်ဆိုရင်ဒီ concept ဆိုတာကိုတည်တည်ချာချာလေးဖြုတ်ပေးပါတော့။အဲ့တော့ဒီမှာ lesson plan template လေး၃ခုကိုပြပြပြီးဆိုရင်နောက်ကျမဘာကိုရှင်းပြချင်လဲဆိုတော့အဲ့တော့နောက်တစ်ခုကကျတော့ abundance 1 teaching content မှာအဲ့တော့ abundance 1မှာဘာတွေဘာတွေပြောရမလဲဆိုတော့ဘာတွေရေးရမလဲဆိုတော့ဒါလည်းတော်တော်များများရေးပြီးသားဖြစ်နေပါပြီ။ ရေးပြီးသားဖြစ်နေတယ်ဆိုတာကကျွန်တော်တို့အရင်တစ်ခေါက်တော့ Advantage 1အကြောင်းပို့ရော Introduction ရဲ့ Teaching Content ရဲ့ Summary ရဲ့ Conclusion ရဲ့ပို့ပါဆိုပြီးတော့မှပို့ပိုင်းခဲ့ပါတယ်အဲ့ဒါပြီးပြီဆိုရင်ကျမတို့ plan for evaluation မတင်ရသေးလို့ခဏထားထားပါအောင်ဆိုပြီးတော့ပြောတာပါအခုကတော့ plan for evaluation ကတင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ evaluation ရဲ့ feedback ဆိုတဲ့အကြောင်းအရာလေးပါထည့်ရပြီးတော့မှ appendix 1ကိုပြင်ဆင်ပေးပါ တော့ introduction ရေးတဲ့အခါမှာ introduction မှာဘာရင်းနဲ့အစားပြုရမလဲဆိုတာကိုကျွန်မ6.3 developing lesson plan မှာ intro မှာလိုနည်းတွေနဲ့စလို့ရမလဲဆိုတာကိုပြောထားခဲ့ပါတယ်။အရင်ဆုံးတော့ကိုကုတ်ကို intro လုပ်ပါမိတ်ဆက်ပါ ကိုရဲ့နာမည်ကဘသူခေါ်ပါတယ်ဘယ်ဌာနမှာတာဝန်ကျနေပါတယ်ဒီနေ့တော့ဗာအကြောင်းအရာကိုသင်ကြားမှာဖြစ်ပါတယ်ဆိုပြီးမှပြောပြီးပြီဆိုရင်ကျမတို့စားလိုက်တဲ့စကားလုံးလေးတွေကဒီယောဂနဲ့ပတ်သက်တဲ့ morbidity rate တွေပေါ့နော်ဘာဖြစ်နှုံများတယ်ဒါမှမဟုတ်အသေးနှုံများတယ်ဘယ်လိုနေရာမျိုးမှာဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုစိတ်ဝင်စားစရာဖြစ်အောင်လို့ပြောလာတဲ့ဥစား introduction လို့ခေါ်ပါတယ်အဲ့ဒါပြီးပြီဆိုရင်တော့ကျွန်တော်တို့အမှန်တကယ်သင်ရမယ့်စာအကြောင်း teaching content အကြောင်းဖြစ်သွားပါပြီအဲ့တော့ teaching content မှာကျတော့ဟို demonstration ဆိုရင်လည်းကိုပြမဲ့ procedure ကိုအစအဆုံးရေးပေးရပါတယ်တကယ်လို့ lecture method ဆိုရင်လည်း lecture method မှာကိုသင်တဲ့စာအကြောင်းကိုသူက ဟိုအကုန်လုံးရေးပေးရပါတယ်အဲ့ဒါပြီးပြီဆိုရင်တော့ summary လုပ်လို့ရပါတယ်အဲ့တော့ခုနကကျွန်မ lesson plan template မှာလည်းပြောထားခဲ့ပါတယ် summary conclusion နဲ့ evaluation ကအမြဲတမ်းဒီတိုင်းပဲရေးရမယ်တော့တသက်မထဲတော့မဟုတ်ပါဘူး evaluation ကိုအပေါ်ပို့လိုက်ရင်လည်းရတယ်ဒါမှမဟုတ် summary conclusion လုပ်ပြီးတော့မှ evaluation ကိုမေးရင်လည်းရတယ်အဲ့တော့ကြိုက်တဲ့နည်းလမ်းနဲ့ဒီ၃ခုကတော့ဟိုကိုအဆင်ပြေတယ်လို့မျိုးကိုအားတန်တယ်လို့မျိုးပြင်ဆင်ပြီးတော့မှရေးလို့ရပါတယ် အဲ့တော့အချိန်က abundance one ကကြတော့ဒီ summary conclusion အထိကိုရေးပြီးပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုလောလောဆယ်တော့ကျွန်မ evaluation ရဲ့ feedback လေးဆိုတဲ့အကြောင်းအရာကိုပဲအဲ့လို focus လုပ်ပြီးတော့မှပြောသွားမှာပဲအဲ့တော့များသောအားဖြင့်ကကြတော့ evaluation ရဲ့ဟို feedback မှာဟို၃၄၃၅ရှိတဲ့ method တွေပေါ့နော်ဆရာမတို့ ဒီ evaluation အခန်းထဲမှာ6.4 evaluation method အခန်းထဲမှာစုစုပေါင်း6မျိုးပြောထားတယ်ဆိုပေမဲ့လည်းဒီနေရာမှာတော့3မျိုးအသုံးများပါတယ်တခုကတော့ question list ပါ question list လို့ရေးမှဆိုရင် question နဲ့ answer ပါပါမယ်နောက်တစ်ခုကကျတော့ interview ပါ interview ဆိုရင်လည်း interview လုပ်မဲ့မိခွန်းနဲ့အဖြေတွေကိုတခါတည်းချရေးထားပါမယ်နောက် demonstration လုပ်တယ်ဆိုရင်လည်း observation checklist ကိုအသုံးများပါတယ်အဲ့ခါကျရင်လည်းသူက checklist ကိုအမြဲတမ်းထည့်ထားပေးရမယ်အဲ့တော့ဒီ letter method သုံးတဲ့လူတွေအတွက်ဆိုရင်တော့ ဒီ questionnaires နဲ့ interview နှစ်မျိုးတည်းကနေပြီးတော့မှတစ်မျိုးကိုအသုံးလုပ်ရပါတယ်။ demonstration written demonstration ဆိုရင်တော့ checklist ကိုတုံးကြရတယ်ပေါ့နော်။အဲ့တော့ checklist တွေကိုရေးဖို့အတွက်ကိုပြင်ဆင်ပြီးတော့မှဒီ abundance 1ရဲ့နောက်မှာ checklist တွေကိုအပြည့်စုံထည့်ပေးရပါပါ။အဲ့ဥစားနဲ့ပတ်သက်ပြီးတော့မှကျွန်တော် questionnaires ဘယ်လိုရေးလဲဆိုတဲ့မေးခွန်းပေါ့နော်။နောက်တစ်ခါ interview ကြရင် interview မေးခွန်းကိုဘယ်လိုရေးရလဲဆိုတဲ့ဥစားကိုဆက်ပြီးတော့မှရှင်းပြသွားပေးပါမယ်။အဲ့တော့ဒါကတော့ questionnaire ဆိုတဲ့ဥစားပါ questionnaire မှာ तू က single response နဲ့ multiple response ဆိုပြီးတော့မှ2မျိုးရှိပါတယ်အဲ့တော့ single response ဆိုတာကတော့သူကအဖြေမှန်တစ်ခုတည်းရှိတဲ့ဥစ္စာကိုပြောတာပါ။များသောအားဖြင့်ဆရာဆရာမတို့ဒီ single response နဲ့မေးတဲ့မေးခွန်းကို diploma ဆောင်ပွဲဖြည့်တော့ကကျုံးခဲ့ပြီးပြီနဲ့တူပါတယ်။အဲ့တော့ဒီမှာကျတော့ဒီမှာ single response မှာမေးခွန်းမေးပြီးပြီဆိုရင်သူကအဖြေမှန်ကိုတစ်ခုပဲရွေးရတာပါ။အဲ့ကြောင့်မို့သူက which one is not called or the sign and symptoms of pneumonia ဆိုပြီးတော့မှရေးထားပြီးပါတယ်။အဲ့ဆိုရင်သူကဒီအဖြေမှန်၄ခုတည်းကနေပြီးတော့မှတစ်ခုကိုရွေးလိုက်တဲ့အခါမှာ ျမ is not ဆိုပြီးတော့မှမေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့မဟုတ်တဲ့တစ်ခုရွေးလို့ပြောမှဆိုရင်အဲ့တော့ pneumonia နဲ့မဆိုင်တဲ့ symptom တွေကိုရွေးပြီးတဲ့အခါကျတော့ကျမဒီမှာကျတော့အပြင်းမှန်အကျတော့ answer ကျတော့ D ပေါ့နော် diarrhea ဆိုတာကဒီ pneumonia နဲ့ pneumonia ရဲ့ sign symptom မဟုတ်ဘူးဆိုပြီးတော့မှရွေးပေးရပါပါအဲ့တော့ question name မှာ single response နဲ့ multiple response နှစ်ခုရှိရတဲ့နေရာမှာမိခွန်းကိုရွေးပြီးပြီဆိုရင်လည်းကျမတို့ကအပြည့်ကို အဖြစ်ကိုအဖြစ်မှန်ပါလဲဆိုတာကိုလည်းတခါတည်း tick လုပ်ထားခဲ့ရပါမယ်။ဒါက question လေးပုံစံမျိုးနဲ့ဆရာမတို့တွေကျောင်းသားကိုပေါ့နော်ဘေကွန်းထုတ်ပြီးတော့မှအစာရွက်နဲ့ form နဲ့လှိမ့်ပြီးတော့မှဖြည့်ခိုင်းကျင်တယ်ပေါ့နော်။အဲ့ဒါကတော့ posters ကိုစစ်တဲ့အခါမှာပေါ့နော်။ somewhere ဟိုလက်ချပြီးတဲ့အခါကျတော့တို့တခါတည်း posters ကိုစစ်လိုက်ခြင်းနဲ့ဆိုရင် question လေးကိုတုံးနေတုံးလာရှိပါတယ်။အဲ့တော့ question လေးကဒါက single response လို့ပြောတဲ့အခါကျတော့အဖြစ်မှန်တခုလည်းပဲရွေးရတဲ့ဥစားဖြစ်သွားပါတယ်။ နောက်တစ်ခုကကြတော့ multiple response ပုံစံမှာ multiple response ပုံစံကကြတော့ကျမတို့တွေဒီတူနာပြီးတက်ကုတ်ကိုတက်လိုက်တဲ့အချိန်မှာဟို minus system နဲ့မေးတဲ့မေးခွန်းတွေပေါ့နော်အဲ့လိုမျိုး minus system နဲ့မေးတဲ့မေးခွန်းတွေမှာကြတော့ multiple response ကိုလုံးလေးလုံးထားရှိပါတယ်အဲ့တော့ဒီမှာလည်းအဲ့လိုမျိုးပဲ nasal management for pneumonia patient ဆိုတဲ့ဥစ္စာနေပြီးတော့မှကျမဒီကနေပြီးတော့မှ how do you manage pneumonia ဆိုပြီးတော့မှပြောထားပါတယ်အဲ့တော့အဖြေမှန်ကိုရွေးပြီးတော့မှအဖြေမှားတဲ့ဥစ္စာလေးတွေကိုတော့သူကချစ်ချပေးရမှာပါဟို အောက်ဆုံးအတန်းမှာ correct လုပ်ရမှာပါအဲ့တော့ a b c d e ဆိုပြီးတော့မှ response ငါးခုရှိရတဲ့နေရာမှာကျွန်မဒီမှာ correct answer နဲ့ incorrect answer ရဲ့အဖြေလေးတွေလည်းထည့်ရေးထားပေးပါတယ်ကျွန်မတို့ဒီ plan for evaluation ဆိုပြီးတော့မှ appendage 1ရဲ့ဒီနောက်ဆုံး evaluation ဆက် feedback မှာရေးတဲ့အခါကျရင်အဲ့လိုမေးခွန်းလေးတွေနဲ့ထည့်ပြီးတော့မှရေးပြပါပါ questionnaire ကိုထုတ်တယ်ဆိုရင်လည်း ဒီလိုမျိုး question လေးတွေကိုထုတ်မယ် question လေးကိုထုတ်ပြီးပြီဆိုရင်ဒီအဖြေကိုလည်းတစ်ခါတည်းထည့်ပြီးမှရေးပေးရပါမယ်တကယ်လို့ multiple response နဲ့ထုတ်မယ်ဆိုရင်လည်း multiple response မေးခွန်းကိုရေးမယ်ပြီးရင်အဖြေမှန်ကိုတစ်ခါတည်းရေးထားပေးရမှာဖြစ်ပါတယ် ဒါကတော့ question list မှာ question ဘယ်လိုထုတ်လဲဆိုတဲ့ဥစ္စာကိုပြောတာပါအဲ့တော့ question list မှာထုတ်တဲ့မေးခွန်းနဲ့ interview မှာထုတ်တဲ့မေးခွန်းနဲ့ဂျာထဲမှာဆရာမတို့အမြဲတမ်းရောထွေးတတ်ပါတယ်အဲ့တော့ question list မှာကျတော့မေးခွန်းထုတ်ပြီးပြီဆိုရင်ဒီလိုမျိုး response လေးတွေကိုပေးမယ်ပြီးအဖြေမှန်လေးတွေကိုတခါလေးထည့်ပေးရမှာပေါ့နော် interview ကျတော့သူကအဖြေမှန်ဆိုတာမရှိပါဘူးကိုကမေးခွန်းမေးလိုက်မယ်ဆိုရင် client ကဟိုကျောင်းသားနေပြီးမှဘလို့ပြန်ဖြေလာနိုင်လဲဆိုတဲ့ဥစ္စာကိုကိုကအဖြေမှန်ကိုချရေးထားပေးရပါတယ်အဲ့တော့မှသူဖြေတာနဲ့ ကိုဖြည့်စေချင်တာနဲ့ဂျာထဲမှာမှန်လားမှားလားဆိုတာကိုပြန်တိုက်ဆက်နိုင်မှာဖြစ်ပါတယ်အဲ့တော့ခုနက question လေးရေးထားခဲ့တဲ့မေးခွန်းလေးကိုကျွန်မဒီမှာ interview မေးခွန်းပုံစံမျိုးနဲ့ပြန်ပြီးမှပြောင်းထားပါတယ်အဲ့တော့ Sam Simpson ဆို pneumonia ဆိုရင်လည်း choose လုပ်ရမယ့်အဖြစ်မျိုးမဟုတ်တော့ပါဘူးဒီမှာသူရဲ့ Sam Simpson နေအကုန်လုံးအများကြီးပဲရေးထားပါတယ်အဲ့ရေးထားတဲ့နေရာမှာသူမှတ်မိသလောက်ပြောဆိုရင်သူမှတ်မိသလောက်နှစ်ခုသုံးခုလည်းဖြစ်နိုင်တယ်လေးခုငါးခုလည်းဖြစ်နိုင်တယ်ဒါပေမဲ့အကုန်လုံးမှန်မှုဆိုတာတော့တိတ်ပြောမှမဖြစ်နိုင်ပါဘူးအဲ့တော့ဒီဘက်ကနေပြီးတော့မှ နောက်ထပ် interview question တခုအနေနဲ့ဆိုရင်ဘာရှိမလဲဆိုတော့ interview မေးခွန်းမှာဆိုရင်သူကနောက်တစ်ခုကကြတော့ဒီမှာနောက်ထပ် interview မေးခွန်းအတွက်ကိုပြင်ဆင်ထားတဲ့ဥစ္စာက question list ကကြတော့သူကဒီမှာ မေခွန်းတစ်ခုနောက်ထပ်ပြင်ထားပေးပါတယ်ဒါကတော့ nursing management ဆိုတဲ့ pneumonia ကိုပြင်ထားပေးတာပါအဲ nursing management တော့ pneumonia မှာ interview question နဲ့ question list ပုံစံနဲ့မတူတာကိုပြန်ပြီးတော့မှနှိုင်းယှဉ်ကြည့်လို့ရပါတယ်ဒါကတော့ checklist ပုံစံမှာ checklist မှာကျတော့ကိုလုံးခဲ့တဲ့ procedure တွေအကုန်လုံးကိုတစ်ဖက်မှာခြာရေးရတယ်ဒီမှာတော့ roll number တွေတက်ဖို့အတွက်ကိုပေးထားတယ်ပြီးရင်သူ့အနေနဲ့ done not done ပေါ့နော်လုံလားမလုံလားဆိုတာကိုကြည့်ပြီးတော့မှ tick လုပ်သွားရုံလေးပါပဲဒါကတော့ procedure မှာပါတဲ့ step တွေကိုရေးပြီးတဲ့အခါကျရင်ဒီမှာ done not done ပုံစံမျိုးလေးနဲ့ပြင်ထားပေးတာပါအဲ့တော့နောက်ဆုံးတွေ့ရမယ့်ဥစ္စာကကြတော့ teaching learning aids ပါ teaching learning aids မှာကကြတော့သူကဒီပြောပြထားတဲ့ထဲမှာတမျိုးမျိုးကိုရေးပေးလိုက်ရုံပါပဲ PowerPoint file ပိုင်းပါမယ်ဒါမှမဟုတ် poster သုံးတယ်ဆိုရင် poster ကိုဓာတ်ပုံရိုက်ပြီးတော့ပို့ပေးပါ pamphlet ဆိုရင်လည်းအဲ့ pamphlet ကို နှစ်ဖက်စလုံးကို scan ဖတ်ပြီးတော့မှပို့ပေးပါအဲ့ဒါတွေတော့မတုံဝင်နဲ့ကျမတို့ demonstration written demonstration တုံးမယ်ဆိုရင်တော့ list of article requirements ဆိုပြီးတော့မှဆရာမတို့လုံးမဲ့ procedure မှာပါတဲ့လိုအပ်တဲ့ပစ္စည်းတွေအကုန်လုံးကျမတို့ကဒီနေရာမှာ teaching learning aids အနေနဲ့ထည့်ပြီးတော့မှရေးပေးပါနော်တခြား resource တွေလိုအပ်တဲ့ဟာတွေရှိခဲ့တယ်ဆိုရင်လည်းကျမတို့အဲ့ဒါလေးတွေကိုလည်းထည့်ပြီးတော့မှရေးလို့ရပါတယ်ဆိုတော့ အခုဒီ advantage ဒီ assignment one မှာပါတဲ့အကြောင်းအရာလေးတွေအကြောင်းကိုပြန်ပြီးတော့မှပြောရမယ်ဆိုရင် assignment one မှာကျွန်မဖာအကြောင်းအရာလေးတွေပြောသွားလဲဆိုတော့ပထမဆုံး cover page ဆိုတာပါပါမယ် cover page ပါပြီးပြီဆိုရင်ဆရာမတို့တင်မဲ့နောက်ထပ် lesson plan template ဆိုတာပါပါမယ် lesson plan template ပြီးသွားတဲ့ဆိုရင်ကျွန်မတို့ advantage one teaching content ဆိုတာပါပါမယ်အဲ့ဒါပြီးပြီဆိုရင် advantage 2ဖြစ်တဲ့ ဟို teaching learning aids တွေပါပါပဲအဲ့အတွက်ကြောင့်မို့လို့ဆရာမတို့ကျွန်မချီကိုပို့ပေးရမယ် assignment 1မှာဆိုရင်သူကအားလုံးစုစုပေါင်း file ၄ file ရှိရမှာဖြစ်ပါတယ်အဲ့တော့ဒီ video file လေးကိုကြည့်ပြီးပြီဆိုရင်တော့ဆရာမတို့ appendix 1မှာ lesson plan မှာဘာတွေတင်ရမလဲ sorry assignment 1မှာ lesson plan မှာဘာတွေတင်ရမလဲဆိုတော့ format လေးကိုတည်တည်ချာချာသိပြီလို့ထင်ပါတယ်တကယ်လို့နားမလည်တာတွေရှိခဲ့တယ်ဆိုရင်လည်းကျွန်မကိုဟို messenger မှာဖြစ်စေဒါမှမဟုတ် email မှာဖြစ်စေကျွန်မကိုပြန်ပြီးတော့မှမေးပေးပါနော်